အမရပါဒီနေ့အမရဖတ်ပြပေးမယ်စာအုပ်ကလေးကတော့ဥပုံဓာတုရဲ့တုံညဆိုတဲ့စာအုပ်ထဲကနားလို့အမည်ရတဲ့ဝိတုလိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အမရနဲ့အတူတူစာဖတ်ကြရအောင်နော်နန္ဒခင်တစ်ခုမှာလမ်းလျှောက်ထွက်နေရင်ကျွန်တော်ကိုယူပပေရာတင်ပေးခဲ့တဲ့ဆရာဦးကျော်တက်နဲ့တွေ့တယ် ကျွန်တော်တတိယနှစ်ကျောင်းသားဘဝတုန်းကမန်လေးတက္ကသိုလ်မှာဆရာနဲ့ရင်းနှီးခဲ့တယ်။ဆရာကအသက်80ကျော်ပြီ။ဇပင်တွေကလည်းတကောင်းလုံးဖွေးဖြူနေပြီ။ဆရာကအရက်ပူတယ်၊အသားညိုတယ်။ဆရာကငငယ်တုန်းကဆိုရင်အပြေးချန်ပီယံဖြစ်ခဲ့ဘူးတယ်။အခုလဲအားကစားပေါင်းမီရှေကိုဝစ်ပြီးလမ်းလျှောက်ထွက်လာတဲ့ဆရာနဲ့မမျှော်လင့်မဲလမ်းမှာဆုံရတယ်။ဆရာကမြို့တက်မှာနေတယ်။ မောင်ဘုံအရင်ကလမ်းလျှောက်တာမတွေ့မိပါဘူးဟုတ်တယ်ဆရာတရင်ကျောင်းအောင်အာရမို့လမ်းလျှောက်ထွက်ဖြစ်တာပါဆရာဆရာနေကောင်းတယ်နော်နေကောင်းလို့လမ်းလျှောက်ထွက်နိုင်တာပေါ့ကွာကျွန်တော်ဆရာကစကားပြောရင် ပြတ်သားတယ်ထီထီမိမိပြောတတ်တယ်စာသင်ရင်အပူစကားဘယ်တော့မှမပြောဘူးရေဆရာမောဆရာစကားတွေကိုတော့ရန်ဖန်ရန်ခါပြောတတ်တယ်စာသင်ရင်လည်း စကလုံးနဲ့နဲ့နဲ့နားလည်အောင်ရှင်းပြတတ်တယ်။ကျွန်တော်ကလည်းအမေးမြန်းထူတဲ့သူဆိုတော့ဆရာကကျွန်တော်ကိုမှတ်မိတယ်။အဲ့ဒီနေ့ကဆရာနဲ့အတူလမ်းလျှောက်ရင်းစကားတွေပြောပြကြတယ်။မင်းခုစားတဲ့နေရဆိုဟုတ်တယ်ဆရာ။မင်းသရင်တွေငါကြားပါတယ်။ကြော်ညာဝေပြီးဆရာလှုပ်တဲ့ခေဆိုတော့ဆရာတယောက်ဖြစ်ရတာအတိတ်ပဲမဲ့သလိုပဲကွာ။ဗျာဆရာ။ ုတ်တယ်လေကွာသင်ယူတဲ့ကစားရိဖတ်တဲ့ယုံ နားလေယုံနဲ့ဆရာလှုပ်ရှားတယ်ဆိုတာရှက်စရာကောင်းပါရဲ့ကွာစာကုံဒူးထွက်အောင်တင်နိုင်တာမဆမ်းပါဘူးကွာစိတ်ကုံဒူးထွက်အောင်တင်နိုင်မှကိုကိုကိုဆရာတရားလို့ဂုံယူတင်တယ်ကျွန်တော်ရဲ့ငယ်စရာပြပြကျွန်တော်ကိုဆုံးမနေပါတော့တယ်မင်းကမေးုံမယ်ဆရာမှာနာသုံးနာရှိတယ်လို့မင်းကြားဘူးတယ်နော် ဘာရီလဲပြောစမ်းဆရာလဲဗျာဒါများလူတိုင်းသိပါတယ်စေရနာဝါဒနာအနစ်နာလွယ်လွယ်လေးပါဟုတ်ပါပြီကွာအဲ့ဒီနာသုံးနာထက်အရေးကြီးတဲ့နာတနာရှိတယ်မင်းသိလားကျွန်တော်တော့မကြောက်ဘူးဆရာစဉ်းစားပြီးဖြေလေကွာအတင်နာလားဆရာမဟုတ်ဘူးမင်းအမှုရွာစဉ်းစားရဲကောင်းမယ် ဒါဆိုရင်ဘာဝနာလားဆရာမင်းတော်တော်ရည်ရတဲ့ကောင်ပဲတော်တော်ညံ့တဲ့အကောင်ပဲဒါဖြစ်ရင်ဂယုနာလားဆရာမဟုတ်ဘူးကွာငါပြောတဲ့နာကနာငယ်နဲ့နာကိုပြောတာမင်းကိုဆက်မေးရအောင်မယ်ဆရာဆိုတာဘာလဲစာတင်နေသူကဆရာပဲပေါ့ဆရာရင်ညံ့မြန်မီငါတပည့်ရာ ငါပဲပြောမယ်။စာတင်တဲ့သူကဆရာဆိုတာဟုတ်တယ်။ဒါပေမဲ့မိဘလည်းဆရာပဲကွ။ဖယားလည်းဆရာပဲ။တရားလည်းဆရာပဲ။တန်ခါလည်းဆရာပဲ။ဒီလိုပဲခေါင်းဆောင်ကလည်းဆရာပဲကွ။ဆရာဦးကျော်တင်းကကျွန်တော်ကိုစိတ်ပါလက်ပါအားရပါရပြောနေပါတော့တယ်။ဒါကြောင့် ဆရာတယောက်ဖြစ်ရတာဂုံယူစရာကောင်းတယ်ကွ။ဒါကြောင့်ဂုံယူထိုက်တဲ့ဆရာတယောက်ဖြစ်အောင်စ조사ရမယ်။ဒီမယ်မှတ်ထားကွ။ဆရာတယောက်ရဲ့အနစ်နာခံနိုင်စွမ်းဟာတပည့်တွေအတွက်လမ်းပြကျဖြစ်တယ်။ဒီလိုပဲဆရာတယောက်ရဲ့စိတ်ဓာတ်ဟာတပည့်တွေအတွက်ကံကြမ္မာဖြစ်တယ်။ကျွန်တော်ဆရာကအခုထိကျွန်တော်ဘဝကိုတက်မှတ်အောင်ပြုပြင်ပေးနေပါလားလို့စိတ်ထဲမှာခံစားနေမိရောတယ်။ ဆရာရေစာဖတ်တင်နေစာဖတ်ရမယ်ဆရာတယောက်ရဲ့စာဖတ်စွမ်းအားဟာတပည့်တွေအတွက်နှလုံးသားရဲ့ခွန်အားဖြစ်တယ်ဆရာတယောက်ရဲ့အကျင့်စရိုက်ဟာလည်းတပည့်တွေအတွက်အတုယူစရာဖြစ်တယ်ဂုံဂုံပြောမယ်ငါတပည့်ရာဆရာတယောက်ရဲ့မေတ္တာတရားဟာ လောကကြီးရဲ့ငြိမ်းချမ်းခြင်းကိုဖန်တီးခြင်းกว่าစိတ်ပါလပါပြောနေတဲ့ဆရာကိုကြည့်ပြီးသဘောကျနေမိတယ်။မင်းစဉ်းစားကြည့်စမ်း အဲ့ဒီဆရာတွေအတွက်အဓိကနာတနာရှိတယ်။အဲ့ဒါစံနမူနာပဲ။မိဘဆိုတာသားသမီးတွေအတွက်စံနမူနာဖြစ်ရမယ်။မိဘကအယက်တောက်ရင် သားသမီးကအယက်တောက်မှာပဲ။မိဘကလောင်းကစားလုပ်ရင်သားသမီးကလောင်းကစားလုပ်မှာပဲ။မိဘကအိမ်တောင်ရေးကိုအလေးမထားရင်သားသမီးကလည်းသူ့ရဲ့အိမ်တောင်ရေးကိုအလေးထားမှာမဟုတ်ဘူး။မိဘကိုကတယုတ်ပြက်နေရင် သားသမီးလည်းတရုတ်ပြန်มาပဲဒါကြောင့်ဆန္ဒမူနာဆိုတာအရေးအကြီးဆုံးနာတနာပဲဆရာစကားကမှတ်သားစရာကောင်းလိုက်တာလို့ကျွန်တော်တွေးနေမိဒီလိုပဲဆရာဆိုတာလူငယ်တွေအတွက်ဆန္ဒမူနာဖြစ်တဲ့နေဆရာတွေက စိတ်ကောင်းရှိရင် တပည့်တွေလည်းစိတ်ကောင်းရှိမယ်ဆရာတွေကအတ္တကြီးရင် တပည့်တွေလည်းအတ္တကြီးမယ် ဆရာတယောက်ရဲ့အသိဉာဏ်ဟာလူငယ်တွေရဲ့အနာဂတ်ဖြစ်သလိုတိုင်းပြည်တစ်ခုရဲ့ကံကြမ္မာလည်းဖြစ်တယ်။ဆရာဆိုတာမြေပြူကိုင်းတဲ့လက်နဲ့စိတ်ဓာတ်တွေကိုဖြူစင်အောင်လေ့ကျင့်ပေးနိုင်ရမယ်။ဆရာဆိုတာမြင့်နေကိုင်းတဲ့လက်နဲ့ရဲရင်ချင်းစိတ်ဓာတ်တွေကိုမြင့်တင်ပေးနိုင်ရမယ်။ဆရာဆိုတာချိန်မကိုင်းပဲဘဟုတုတ္တရတွေနဲ့ပျော်ရွှင်ခြင်းတွေကိုတိဆောက်ပေးနိုင်ရမယ်။ ဆရာကကျွန်တော်ကိုထိထိမိမိဆုံးမနေတယ်လို့ပါပဲ။ငါကဆရာတယောက်ဖြစ်ခဲ့သူဆိုတော့ဆရာရဲ့အနက်အိပ်ပဲကို အမြဲစဉ်းစားခဲ့ဘူးလေ။အသက်80ကျော်မှငါလည်းတွေးမိတာ။စံနမူနာဆိုတာအတိကအလေးနက်ထားရမယ့်နာပဲကွ။စာသင်ခန်းကိုဒေါသတွေနဲ့မတီးဆောက်ပါနဲ့အတ္တတွေနဲ့မဖွဲ့စည်းထားပါနဲ့ကလေးတွေ တပည့်တွေစံနမူနာအယူမှားသွားနိုင်တယ်လူငယ်တွေညံ့ရင်ငါတို့ရဲ့အနာဂတ်လည်းညံ့မီပေါ့ကွာဆရာဆိုတာလိမ်မပြောရဘူးညာမပြောရဘူးရိုးသားရတယ်ရိုးစင်ရတယ်စံနမူနာပြဖြစ်ရတဲ့ဆရာဆိုတာဂုံရှိတယ်အဲ့ဒီဂုံဟာဘလို့မှတန်ဖိုးဖြတ်လို့မရဘူးဆရာက ူပြောလက်ဆာစကားကိုခဏလေးရပ်လိုက်တယ်။ကျွန်တော်လည်းခြေဆုံးကောင်းဆုံးကြည့်လိုက်တယ်။ပြီးတော့ဒီလိုဆက်ပြောတယ်။တပည့်တွေကိုရှုံးနေချိန်မှာ မာနမကျူအောင် သင်ပေးစမ်းပါ။လဲပြိုချိန်မှာလည်းကို့အားကိုကိုပြီးပြန်ထတတ်အောင် သင်ပေးစမ်းပါကွာ။ရေမောခြင်းနဲ့ဘဝကိုတိဆောက်တတ်အောင်ငိုစရာတွေ့တဲ့အချိန်မှာလည်းရေမောစရာတွေကိုရှာဖွေတတ်အောင် သင်ပေးစမ်းပါ။ စာတော်ပြီးအတ္တမကြည့်အောင်လဲသင်ပေးပါကွာစာမတော်ပေမဲ့လဲကုကိုကိုယုံကြည်မှုအပြည့်ရှိတဲ့သူဖြစ်အောင် သင်ပေးစမ်းပါဒီလိုပဲရှုံးနိမ့်တဲ့အခါမှာလဲဂုံတက်တိကို ထိမ့်သိမ့်နိုင်တဲ့တပည့်ဖြစ်ဖို့အောင်မြင်တဲ့အခါမှာလဲဂယုဏထားရဲ့နဲ့တတိရှိတဲ့တပည့်မျိုးဖြစ်အောင် သင်ပေးပါကွာကျွန်တော်စိတ်ထဲမှာ ဆရာကိုကြည်ညိုနေမိရဲ့။ကဲငါတပည့်ရနောက်တစ်ခါကြုံမဆက်ပြောမယ်။မင်းမှတ်ထားအောင်နော်။ဆရာဆိုတာမိပါပဲ။ဆရာဆိုတာခေါင်းဆောင်ပဲ။ဒီတော့မိဘတွေဆရာတွေခေါင်းဆောင်တွေဆိုတာလူငယ်တွေရဲ့အနာဂတ်ကိုတီဆောက်ကြရတယ်။မိဘကောင်းမှသားသမီးကောင်းတာ။ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းတာ။ဆရာကောင်းမှ တပည့်တွေကောင်းမှ ခန့်ညံ့ညံ့လူတွေကိုမွေးထုတ်ပေးနေရင်တော့ခန့်ညံ့ညံ့အနာဂတ်ကိုပဲငါတို့ပိုင်ဆိုင်ကြရမှာပေါ့ဒီတော့မိဘဒါမှမဟုတ်ဆရာဒါမှမဟုတ်ခေါင်းဆောင်တယောက်လုပ်တဲ့အခါစေတနာရှိုံနဲ့မပြည့်စုံဘူးဝါသနာရှိုံနဲ့လည်းမဖြစ်ဘူးအနစ်နာခံနေပါလေဆိုတဲ့အတွေးတွေနဲ့လည်းကျေနပ်မနေသင့်ဘူးငါဟာလူငယ်တွေအတွက် စံနမူစံနမူနာပြဖြစ်ရလားဆိုတာအမြဲစဉ်းစားနေတယ်ဒါအရေးကြီးဆုံးပဲကွာမင်းမမေ့နဲ့လူငယ်တွေဟာအနာဂတ်ရဲ့အင်အားဆိုတာဆရာဆိုတာပြစ်စုံပံရဲ့ခွန်အားပဲကွာအရှိတ်ဘက်မှာနေလုံးနေနေချင်းထွက်လာပါပြီရောင်နေတွေတန်းလာပါပြီလောကကြီးနိုးထလာပြီ။ ကျွန်တော်ရင်ထဲမှာလဲအာယုံဦးအစ်စ်တွေနဲ့အတွေ့အစ်စ်တွေနိုးထခဲ့ပါပြီပြပါလိရှင်အမရာနဲ့အတူတူစာလိုက်ဖတ်ပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အမရာ channel ကိုအာတိုက်တယ်ဆိုလို့ရှိရင် like and subscribe လေးနဲ့ share လေးလုပ်ပေးပါအောင်လို့လည်းတောင်းဆိုပါရစေနော်